မြန်မာလူရည်စင်မျိုးသမီးဘောလုံးတင်းဟာစီးကိန်းဘောလုံးတမိုင်းတစ်လျှောက်ဒုတိယ၄ချိန်နဲ့တတိယ9ချိန်အထိရရှိခဲ့ပူတယ်လို့သိရပါဗျ။1995ခုနှစ်ကစပြီးနှစ်နှစ်တကြိမ်စီးကိန်းမှာပါဝင်လာခဲ့တဲ့မြန်မာမျိုးသမီးတင်းဟာ1995 2001 2009 2009 2013 2019 2019ခုနှစ်တွင်မှတတိယဆုကိုရခဲ့ပါဗျ။ 1999နဲ့2005ခုနှစ်အပြင်ပြီးခဲ့တဲ့2023ခုနှစ်မှာမြန်မာမျိုးသမီးအသင်းဟာဒုတိယဆုရရှိခဲ့ပြီး2021ခုနှစ်မှာတော့စတုတ္တနဲ့ကျင်းပခဲ့ရပါတယ်။ဒါကြောင့်အခုနှစ်စီးကိန်းမှာမြန်မာမျိုးသမီးအသင်းအနေနဲ့တမိုင်းတလျှောက်ရွှေတစိမ့်စုကိုရယူသွားနိုင်ဖို့အတွက်ဦးစားပေးပြင်ဆင်နေပြီးလက်ရှိမှာပနမကစားသမား26ဦးနဲ့အတူလေ့ကျင့်မှုတွေကိုပြုလုပ်နေပါတယ်။ အဓိကကစားသမား2ဦးဖြစ်တဲ့အဝင်းသိန်ကြီးထွန်းနဲ့မေထက်လူတို့လည်းစီးကိန်းမှာပါဝင်လာတာကြောင့်မြန်မာမျိုးသမီးအသင်းရဲ့အင်ပြင့်အားဖြင့်တောက်တင်းတဲ့အသင်းစုဖွဲ့ကိုမြင်တွေ့ရမှာပါ။လာမယ့်ရက်ပိုင်းအတွင်းမှာမြန်မာမျိုးသမီးအသင်းရဲ့အပိသက်လူစင်းထုတ်ပြန်မှာဖြစ်ပြီးဒီဇင်ဘာလ2ရက်နေ့မှာတော့ထိုင်းနိုင်ငံကိုထွက်ခွာမှာဖြစ်ပါတယ်။စီးကိန်းပြိုင်ပွဲဝင်မြန်မာလက်ရွယ်စင်မျိုးသမီးအသင်းမှာအမျိုးသမီးလက်ထောက်နည်းပြ3ဦးအထိထည့်သွင်းထားတယ်လို့သိရပါတယ်။လက်ရှိမြန်မာအသင်းမှာအရင်လက်ရွေးစင်အသင်းနဲ့ U19 အသင်းနီးပြဟောင်းတော်တတ်တတ်ဝင်နဲ့ ISPE အသင်းနီးပြဒေါ်ဆဆန်းသိန်းကိုခေါ်ယူထားခဲ့ပြီးလက်ရှိဒေါ်သူစာထွေးအပါဝင်အမျိုးသမီးလက်ထောက်နီးပြ၃ဦးထိရှိလာခဲ့တာပါမြန်မာအသင်းအနေနဲ့လက်ရှိမှာကစားသမား26ဦးပါဝင်တဲ့ပနမလူစင်းနဲ့အတူလေ့ကျင့်ပြင်ဆင်မှုတွေကိုပြုလုပ်နေပါတယ်။အခုနှစ်စည်းကိမ်းမှာမြန်မာမျိုးသမီးဘောလုံးအသင်းဟာမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုဗီမှာဖိလစ်ပိုင်၊ဗီယက်နမ်၊မလေးရှားအသင်းတို့နဲ့တောက်ဆူတဲ့ကြာရောက်နေပါတယ်ရှင်။